ါပါဒီနေ့မင်လာကိုရနေ့ Federal Fair နေ့စဉ်တင်ပြတွေကို တင်ဆက်ပေးပါမယ်ဒီနေ့တော့မူပြေကောက်တာတိုက်ပွဲမှာစဆုပ်ခဲ့ရတဲ့ကာလာတာရေဘော်အရှိကြီးရဲ့စပနာပီလာရဲ့တရင်ကျွန်းတော်မြို့မှာအင်အား90ဝန်းကျင်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးဘူမူအပအဝင်30ဦးခန့်တေဆုံးတဲ့တရင် ထိုင်းမြန်မာနယ်စပ်ထိခိစခန်းကို KNU KNLA နဲ့ပူးပေါင်းတက်ခွဲတိတ်ပိုင်ထိုင်းဘက်ကအကူအညီပေးမှုရှိတဲ့တဲ့ရပါဝင် Federal Finance တဲ့တွေကိုကြားကြားရမှာပါ Share Greenie နယ်စပ်မိုးပြေကောက်တာတိုက်ပွဲမှာတိုက်ပွဲဝင်နေကြားဆောက်ခရရတဲ့ Greenie ပြည်လူမျိုးပေါင်းစုံပြီးတူလူမျိုးရဲ့တပ်ဦးကလလာတစစ်ဗျူဟာနီတရင်ကိုလီနီတိကတိုက်ခိုက်ရဲပေါ်အရှိကြီးခေါ်ညီညီစင်ကိုမနစ်မီလာရှီယနီမှာတကြိုပေးခဲ့တယ်လို့ တည့်ရတာဝရှိတူတူကဖက်ဒရယ်ဖန်ကိုပြောပါရယ်ပြီးခဲ့တဲ့မေလ6ရက်နေ့ရှိတာတိုက်ပွဲမှာအဆိုပါရဲဘော်ဟာဂျီကာဝုဆုံဝုစင်ခဲ့ပေမဲ့ဂျီကာပြားမှာပတ်ခဲ့တာကြောင့်စစ်ကောက်စီတိုက်ရဲ့တနက်ဂျီနဲ့တိစုပ်ခဲ့ရတယ်လို့သိရပါရယ်စဆုံသွားခဲ့တဲ့ရဲဘော်ဟာကလာလာတာ တန်ရင်ကိုလီနီတီမှာတာဝန်ထမ်းဆောင်နေတာတနစ်ကျော်ရှိခဲ့ပြီးရှစ်တန်းတက်ခိုက်ရေးပိုင်းမှာအဓိကလှုပ်ဆောင်နေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။ကင်းပြည်နယ်ကော့ကရိတ်ခရိုင်ကျွန်းတို့မြို့မှာအင်အား90ဝန်းကျင်ခန့်စစ်ကြောထိုးလာတဲ့စစ်ကောင်စီစစ်ကြောနဲ့တော်လိုင်းရေးပူပေါ်တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကကရင်တန်းစစ်ဌာနချုပ်လောက်ခံဘူမူစိုမိထက်အပါအဝင်30ဥက္ကဋ္ဌတိဆုပ်ခဲ့တယ်လို့မူပြည်လူမျိုးရေးတပ်တော် MLA က Federal Fan ကိုပြောပါရယ်။ တနေတာရီတိုင်းကံယုတ်တိုင်းစိသနာချုပ်လက်အောက်ခံတမ်းများဖြစ်ကြတဲ့တမန်နီနီတမန်လီလီခမယာနေယရှိခမယာတယာနီစားတဲ့အင်အား90ဝန်းကျင်ပါတဲ့စိတ်ောက်စီပူပေါစီကြောင့်ဟာပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာဂျွန်းတိုမြို့နွမ်းချံကောက်ကျေးရွာနီကိုစစ်ကြောထိုးလာရာ MLA နဲ့အခြားမဟာမိတ်ပူပေါတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲ၃နိုင်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲမှာစိတ်ောက်စီထံက လက်နက်ခံရချို့ကိုလည်းတော်လိုင်းရင်တစ်ဖက်ကတိတ်စီရမိပြီးတိုက်ပွဲအတွင်းမှာစစ်ကောက်စီရဲ့လေကြောင်းတက်ခိုက်မှုတွေကြောင့်တော်လိုင်းရင်ပူပေါတစ်ဖက်ကရစ်ပေါ်ချို့လည်းထိခိုက်တက်ရရှိခဲ့တယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းတဝယ်မြို့နယ်ရှိထိခိတက်စခန်းကို ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA နဲ့မဟာမိတ်တပ်ပေါ်စုတို့ကတိုက်ခိုက်ပိတ်ပိုင်ရရှိခဲ့တယ်လို့ for for federal democracy ffd တပ်ဖက်ကဒုတာဝခံအောင်အောက်က federal fn ကိုပြောပါတယ် ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မှာစစ်ကောက်စင်းအင်အား150ဝန်းကျင်ရှိပြီးတပ်ရင်း25တပ်ရင်းမူအထိုက်ချတဲ့ Tikis ခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဒီနေ့မေလ9ရက်နေ့မနေ့ပိုင်းမှာတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ Tikis ခန်းရဲ့လေးဘော်တောက်ဘော်လောက်ကထိုင်းနိုင်ငံထဲမှာရှိနေပြီးတိုက်ပွဲအတွင်းထိုင်းဘက်ကတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကိုအကူအညီပေးမှုတွေရှိတယ်လို့သိရပြီးတော့တိုက်ပွဲအတွင်းစစ်ကောက်စီဘက်က120မမလက်နက်ကြီးအပါဝင်စစ်ရဟန်းရီ၄စီးနဲ့ ပြကူခေါ်ပြီးတော့အင်အားဖြည့်တင်းနေပေမဲ့စစ်ကောက်စီဘက်ကလက်နေကြီးတွေကိုအတောပြူတက်ခိုက်လို့မရအောင်တော်လန်ရေးပူပေါ်တက်ဖက်က အကောက်ဆုံးတက်ခိုက်ပိတ်ဆို့နိုင်ခဲ့တယ်လို့ဆိုပါတယ်။မန္တလေးဦးဘူထောင်တွင်ငလင်ကျောက်ထိခိုက်ဒဏ်ရရှိခဲ့တဲ့အသက်၄၀နှစ်အရွယ်နိုင်ငံရင်းအကျဉ်းသူကိုဝန်ဆောင်အမျိုးသမီး မှန်ွေနီဝင်းကိုစေကူတာခွေအချိန်မီမပေးတဲ့အတွက်ပြပယ်လာ14ရက်နေ့ကတည်ဆုပ်ခဲ့ပြီးမိသားစုဝင်တွေမသိရှိသေးတာကြောင့်ရက်လက်ဆုံးကျွေးမလောက်ရသေးဘူးလို့ဆိုပါတယ်။ဥပုထောက်တွင်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလက်ခံခဲ့တဲ့ငလေးကြောင့်ထောက်တွင်အဆောက်အဦတချို့ပျက်စီးပြိုကျခဲ့ပြီးတော့နိုင်ငံရေးအကျဉ်းသား၁၈ဦးနဲ့အကျဉ်းသူ၂၃ဦးတည်ဆုပ်ခဲ့ပြီ ဒီဆောက်သူတွေထဲမှာကိုဝင်ဆောက်အမျိုးသမီးနှစ်ဦးလဲပါဝင်တယ်လို့နိုင်ငံရေးအကြီးအကဲများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။ငလေကြောင့်ထိခိုက်တဲ့ရသူနိုင်ချင်းအမျိုးသားအမျိုးသမီး 140ကျော်ရှိခဲ့ပြီးအဲ့ဒီထဲမှာမတ်နွယ်နီဝင်းလည်းပါဝင်ခဲ့ပြီးတော့မတ်တလေးဆေးရုံကြီးမှာဆေးကုသခွေရဖို့အကြေကျင်တင်ပြခဲ့ပေမယ့်ပြပဆေးရုံတွေမှာလူနာတွေအပြည့်ရှိနေတယ်ဆိုတဲ့အကြောပြချက်နဲ့ပယ်ချခဲ့ပြီးတော့တည်ဆောက်ခဲ့တဲ့ April 14ရက်နေ့မှာတထပ်ပြပဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ဆေးရုံရောက်ချိန်မှာတတိတာကနှလုံးမခုန်တော့တဲ့အတွက်ဆရာဝန်တွေကကလေးကို ထုတ်ယူပေးခဲ့ပြီးတအိပ်ပိုးဝေသွားတာကြောင့်မိခင်ရောကလေးပါတည်ဆောက်ခဲ့ပါဗျ။ မနွယ်နီဝဲဟာ2024ခုနှစ်အောက်တိုဘာလတွင်ကျောင်းမေကနေမတ်တလေးကို လာရခရီးမှာ အဖမ်းခံခဲ့ရပြီးအဖမ်းခံရချိန်မှာကိုကိုတောက်လာရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မီလာကိုရဲ့ Federal Fantasy တင်ဒင်းတွေကိုကြားခဲ့ရတာပါကျွန်တော်ဆော်လာပွဲပါခင်ဗျာ။